ားလုံးမင်္ဂလာပါဒီနေ့ညကျွန်တော်အခြေခံထိုင်းစကားပြောဖြစ်တဲ့ခံရတာနဲ့ပတ်သက်တဲ့အဲထိုင်းစကားပြောပေါ့နော်အဲခံရတာဆိုတခုခုဆိုရင်အလုတ်ခံရတယ်လို့အစဲခံရတယ်လို့အပြောခံရတယ်လို့အဲ့လိုခံရတဲ့ဆိုတဲ့စကားလုံးကိုကျွန်တော်ဘယ်လိုတွဲသုံးလဲဆိုတာဒီဗီဒီယိုကလေးလေးမှာကျွန်တော်လာရောက်သင်ပေးမှာပေါ့နော်အဲ့နံပါတ်၁ကကြတော့အစဲခံရတယ်ဆိုရင်ဒွန်တာเนาะဒွန်တာဆိုလို့ရှိရင်အစဲခံရတယ်เนาะအဲသူအစဲခံရတယ်ဆိုရင်ခေါက်ဒွန်တာเนาะအဲသူအစဲခံရတယ် သူအစက်ခံတယ်ဆိုခေါက်တွန်တာအဲဒါအရှိမသူလည်းထည့်လို့ရတယ်ကိုလည်းထည့်လို့ရတယ်ကိုအစက်ခံတယ်လည်းပြောလို့ရတယ်နော်အဲကိုအရှိမနန်စားလေးထည့်ပြီးတော့တောင်းလို့ရတယ်နောက်ကနေတွန်တာထည့်လိုက်လို့ရှင်အစက်ခံရတယ်အဲနံပါတ်3ကကြတော့အရိုက်ခံရတယ်ဆိုရင်ဒွန်တီဒွန်တီအရိုက်ခံရတယ် အဲနံပါတ်၄ကကြတော့အဲ့ကလေးကအင်ဇာမလုပ်လို့ရိုက်ခံရတယ်လို့ပြောကြလို့ရှိရင်ဒိတ်ခွန်နန်ဒွန်သည် pro မိထန်ကံပန်းเนาะဒိတ်ခွန်နန်ဒွန်သည် pro မိထန်ကံပန်းเนาะအဲ့ကလေးကအင်ဇာမလုပ်လို့ရိုက်ခံရတယ်အဲဒီလိုပုံစံလည်းပြောလို့ရတယ်เนาะနံပါတ်၅ကကြတော့လှည့်စားခံရတယ်လို့ကိုယ်ကပြောကြည့်ရင်ဒွန်လော့ဒွန်လော့เนาะလှည့်စားခံရတယ်အဲနံပါတ်၆ကကြတော့အခိုးခံရတယ်လို့ပြောကြည့်ရင်ဒွန်ခမွေး เนาะတွန်ခမွေအခိုးခံရတယ်ဗောနော်တွန်ခမွေအခိုးခံရတယ်အဲနံပါတ်5ကျတော့လှည့်စားခံရလဲဆိုရင်ဒွန်လော်เนาะဒွန်လော်လှည့်စားခံရတယ်ဗောနော်အဲနံပါတ်9ကကျတော့အဲ့အခိုးခံရတယ်လို့ကိုကပြောခြင်းလို့ရှိရင်ကပောင်းတွန်ခမွေเนาะကပောင်းတွန်ခမွေအဲ့အခိုးခံရတယ်အဲနံပါတ်8ကကျတော့အလုတ်ထုတ်ခံရတယ်လို့ကိုကပြောခြင်းလို့ရှိရင် don't like all เนาะ don't like all နော် don't like or အလုပ်ထုတ်ခံရတယ်ဒီလိုပုံစံပြောလို့ရတယ်နော်အဲကိုကကြတော့အော်ထဲခံရတယ်အော်ခံရတယ်လို့ကိုကပြောခြင်းအဲ don't the consign နော် don't the consign နော် don't the consign ဆိုလို့ရှိရင်အော်ထဲခံရတယ်နော် don't the consign နော် don't the consign အော်ထဲခံရတယ်တကွန်ဆိုတာအော်တာနော်အဲနံပါတ်၁ဆီကကြတော့ဟတ်တီရဲဒါမှမဟုတ်ကြိုက်တယ်ပေါ့နော် ထိုင်းလိုကတော့တွန်ကြိုင်တွန်ကြိုင်နော်ဟတ်တီလေကြိုက်တယ်ဒီလိုပုံစံပြောလို့ရတယ်နော်တွန်ကြိုင်စတိကကြတော့အစာနောက်ခံရတယ်အနိုင်ကျင့်ခံရတယ်လို့ပြောကြရင်တွန်ကလန်နော်တွန်ကလန်နော်အစာခံရတယ်အနိုင်ကျင့်ခံရတယ်နော်အဲစနစ်ကကြတော့သူเจ้าမှာအနိုင်ကျင့်ခံရတယ်လို့ပြောခြင်းခေါတိုကလန်ထီလုံလီယန်เนาะခေါတိုကလန်ထီလုံလီယန်ခေါเจ้าမှာ သူเจ้ามาနိုင်ကျင့်ခံရတယ်ဗောနော်ခေါတုံကလန့်တီလုံလီယန်เนาะသူเจ้ามาနိုင်ကျင့်ခံရတယ်အဲဒီလိုပုံစံပြောလို့ရတယ်เนาะအဲ73ကကြတော့လာစာဖြတ်ခံရတယ်ဆိုရင်ဒွန်တန်ငင်ဒီယန်เนาะဒွန်တန်ငင်ဒီယန်เนาะဒွန်တန်ငင်ဒီယန်လာစာဖြတ်ခံရတယ်အဲ74ကကြတော့ချစ်သူ ပြစ်တာခံရတယ်ဆိုရင်ဒွန်ဖန်တင်เนาะဒွန်ဖန်တင်ချစ်သူပြစ်တာခံရတယ်ဗောနော်ဒွန်ဖန်တင် အဲ့လိုပုံစံပြောလို့ရတယ်နော်ချစ်သူပြစ်တာခံရတယ်ဆိုရင်အခုကျွန်တော်ပြောတဲ့ပုံစံပြောလိုက်နော်အဲနံပါတ်15ကကြတော့သူရန်ဝန်းနေနေတယ်အဲချစ်သူပြစ်တာခံရလို့ပေါ့နော်အဲထိုင်းလူကကြတော့ခေါဆောင်မနော် floor don fantin နော်ခေါဆောင်မ floor don fantin ချစ်သူပြစ်တာခံရလို့သူရန်ဝန်းနေနေတယ်ပေါ့နော်အဲဆောက်ဆိုတာကဝန်းနေတာကိုပြောတာနော် ်ခေါင်းဆောင်မပရိုဒွန်ဖန်တင်အဲလိုပြောလို့ရတယ်နော်အဲ16ခါကျတော့အဖမ်းခံရတယ်ဆိုရင်ဒွန်ဂျက်နော်ဒွန်ဂျက်အဖမ်းခံရတယ်စက်ခွန်ကကျတော့အဲကပိုင်းနိုင်ခံရတယ်ကိုကထိုင်းလို့ပြောခြင်းလို့ရှိရင်ကပိုင်းနိုင်ခံရလို့ထိုင်းလို့ပြောခံလို့ရှိရင်ဒွန်လိုဝန်ကပောင်နော်ဒွန်လိုဝန်ကပောင်နော်လိုဝန်လိုဝန်ဆိုတာနိုင်တာပေါ့နော်အနိုင်ခံရတာတို့လက် ပစ္စည်းတခုကိုဝင်ပြီးတော့ဟိုလက်ဝင်ပြီးတော့ယူလိုက်တာလို့အဲ့လိုနေရာမှာသုံးတာเนาะဒွန်လဝံကပောင်းအဲ့ဒါဆိုရင်ကပိုင်းနိုင်ခံရတယ်ပေါ့เนาะအဲ၁၈ကကြတော့ဘတ်စကားပေါ်မှာကပိုင်းနိုင်ခံရတယ်လို့ကိုကပြောချင်လို့ရှိရင်ဒွန်လဝံကပောင်းနိုင်လို့မေเนาะဒွန်လဝံကပောင်းနိုင်လို့မေအဲ့လိုပြောလိုက်ရအောင်เนาะဒွန်လဝံကပောင်းနိုင်လို့မေကားပေါ်မှာဒါမှမဟုတ်ကားထဲမှာကပိုင်းနိုင်ခံရတယ်ဒီလိုပုံစံပြောလို့ရတယ်เนาะ 19ကကြတော့သူပတ်စံလိန်ခံရတယ်လို့ထိုင်းလူပြောကြင်လို့ရှိရင်ခေါတွန်ကုန်းငင်လိုင်းဘတ်နော်ခေါတွန်ကုန်းငင်လိုင်းဘတ်အဲ့လိုပြောလို့ရတယ်နော်တွန်ကုန်းဆိုတာကလိန်ခံတိတာပေါ့နော်ခေါတွန်ကုန်းငင်လိုင်းဘတ်နော်အဲခေါတွန်ကုန်းငင်လိုင်းဘတ်ခေါပတ်စံအများကြီးလိန်ခံတိတယ်ပေါ့နော်အဲနံပါတ်20ရရောဒါနောက်ဆုံးစကလုံးလေးပေါ့နော်မီးဖြတ်ခံရတယ်လို့ကိုယ်ကပြောကြင်လို့ရှိရင် don't the fine don't the fine မီးဖြတ်ခံရတယ်နော်အဲပတ်စံလိန်ခံရတယ်ဆိုရင်ခေါတွန်ကုန်းငင်လိုင်းဘတ် နော်အဲပတ်စံအများကြီးလိန်ခံရတယ်နံပါတ်20ကျတော့မီဖြတ်ခံရဆိုရင်25နော်မီဖြတ်ခံရတယ်အဲကျွန်တော်ဒီတော့ဒေါ်လေးပဲလာအောင်မျှဝေပေးခြင်းပါတယ်ကြီးစုပေးတဲ့သူတွေလည်းအကျိုးရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ